ဒီနေ့ကတော့ Cosiba ဟာနေပြီးတော့ထုတ်ထားတဲ့ EGF Peptide Sika Suran လေးအကြောင်းကိုပြောပြပေးမယ်။မင်္ဂလာပါဒေါက်တာယူရီပါအလှပရေးဆရာဝန်ဖြစ်ပါတယ်။ဆိုတော့သူရဲ့ဒီ Cosiba ဟာကဒီ EGF Peptide Suran ရဲ့သူအရှိမောင်စီလို့ရင်လဲသူက labeling လုပ်ထားတာဒီ EGF Peptide လို့ရေးထားတယ်။ ဆိုတော့ EGF ကကြောင့် epidermal growth factor ကိုသူကအရှိရေးတာပေါ့နော်ဆိုတော့ဘာကို represent လုပ်တာလဲဆိုတော့သူက SH oligopeptide 1ကိုသူက represent လုပ်တာဖြစ်တယ်ဆိုတော့ peptide မျိုးစားတည်တယ်လို့ဒီ wrinkles ကို target လုပ်တယ် fine line လေးတွေကို target လုပ်တယ် dehydration ဖြစ်တာတွေအာ6တာတွေဆိုရင်လည်းသူကလည်းသူ hyaluronic acid လေးတွေထွက်အောင် collagen လေးတွေထွက်အောင်အတွက်လည်းအာသူက support လုပ်ပေးနိုင်တဲ့အထက်မှာပါတယ် ဆိုတော့တို့ anti aging product ရှာနေတဲ့အချိန်မှာဆိုရင်တော့ဒီ peptide ဆိုရင်တော့ anti aging range ရှင်မှာညင်လို့မရလောက်အောင်ကောင်းတဲ့ထဲမှာပါတာဖြစ်တယ်ပေါ့เนาะပြီးတော့နောက်တစ်ခုကကြတော့သူက sandala azd ကလေးထည့်ထားတယ်သူကစီကာလို့လည်းသုံးကြတယ်တချို့ကကြတော့ဒါက inflammation တွေချဖို့အတွက်ကိုအရန်ကောင်းတဲ့ ingredient ထဲမှာပါတယ်ရောင်ရမ်းမှုဖြစ်စဉ်ဆိုတာကကျွန်တော်တို့လူတိုင်းမှာအသက်ကြီးရယ်ဆိုရင်ပိုတော့ဖြစ်တဲ့အထဲမှာပါတယ်ပေါ့เนาะ ပြီးတော့သူကအထဲမှာဆိုရင်ဒိုင်ပိုတက်စီယံလေးကိုထည့်ထားတွေ့တယ်။သူက Lacorite Resort မျိုးစားလေးဖြစ်တယ်ပေါ့နော်။သူကလည်းပဲခုနကလိုမျိုးပဲ inflammation ကိုချပြည့်တဲ့အထဲမှာဆိုရင် အရန်ကောင်းတဲ့အထဲမှာပါတယ်။ပြီးတော့ hydration drug ကိုသူဘာတွေ target လုပ်ထားရဲဆိုတော့ hyaluronic acid လို့ရေးထားရပေါ့နော်။အထဲမှာကကြတော့ soft form ဖြစ်တဲ့ပို့ပြီးတော့ penetration ပိုကောင်းတဲ့ပို့ပြီးတော့ powerful ပိုဖြစ်တဲ့သူ hyaluronic acid ကိုသူပို့ပြီးတော့ maintain လုပ်ထားနိုင်အောင် water ကိုပို့ပြီးတော့ maintain လုပ်ထားနိုင်အောင်သူ soft form လေးထည့်ထားတာ။ဒေါက်တာတွေ့ရဲ့ပြီးတော့ glycerin လို့ပါတယ်၊ betaine လို့ပါတယ်ပြီးတော့ patinol လို့ပါတယ်။အဟာကကြတော့ခုန human တဲ့အမျိုးအစားတွေပဲ။ဒီအပေါ်ဆုံးရေပြားလေးမှာ water ကို keep လုပ်ထားဘလို့ရအောင်တော့ သူ hydration ကိုသူရအောင်ထဲထားတာတွေ့ပြီးတော့နောက်တစ်ခု soothing antioxidant soothing တွေ့အဲ့ဒီဟာတော့ကကျတော့ aloe vera ရဲ့ပြီးတော့ green tea extra လေးတွေကိုထဲထားတာဖြစ်တယ်ဆိုတော့သူ့ရဲ့ ingredient breakdown ကိုအကုန်လုံးသွားလိုက်တဲ့အချိန်မှာဒီသူ့ရဲ့ main က okay anti aging တွေ့ peptide လေးတွေထဲထားတယ်ရောင်ရမ်းမှုလေးကိုခြားပြီးဖို့အတွက်လည်းသူ target လုပ်ထားတာတွေ့တယ်လို့ dryness အတွက်ကိုလည်း hydration လုပ်ထားတာတွေ့တယ်အဲ့တော့ဒါတော့စဉ်းစားကြည့်လိုက်တဲ့အချိန်မှာ အဲငါးစီကိုလာတဲ့လူနာတွေထဲမှာဆိုရင်ဘသူအတွက်အဆင်ပြေဆုံးလဲဆိုရင်တော့တော်တော်နေပူထဲမှာအဓိကနေရတယ်လို့ sun induced aging တွေပြီးတော့အပူချိန်နဲ့ထိတွေ့တဲ့လူတွေအများစု heat induced aging တွေဖြစ်နေတယ်ပြီးတော့ travel blogger တွေလောက်ရတယ် traveling လောက်ရတယ်တို့တွေဆိုရင်လည်းအမြင်မှာပဲများသောအားဖြင့် outdoor activity ကိုသွားရတာဖြစ်တယ်ဆိုတော့တို့တို့လေးတွေဆိုရင်ပို့ပြီးတော့ skin ကကြံတဲ့လူတွေတို့ကတို့ office မှာထိုင်ရတဲ့လူတွေ skin ကပို့ပြီးတော့ tired ဖြစ်တယ်ပြီးတော့ နေဒန်တွေကိုပြန်ခန်းတာဖြစ်တဲ့အတွက်ပုံမှန်နဲ့ပုံပြီး redness ပိုရတယ် inflammation ပိုများတယ်ပြီးတော့ pollutants တွေကိုပိုခန်းရတယ်အဲ့ဒီကနေတစင်ရောင်ရမ်းမှုတွေများတော့ဒါတို့ hyaluronic acid collagen synthesis တွေအကုန်လုံးကျတယ်နောက်ဆုံး wrinkles တွေပါရောထွက်လာပြီးတော့ dark skin တစ်ခုလုံးကိုဖြစ်စေတဲ့အထဲမှာပေါ့အဲ့တော့သူတို့မြင်ရင်ကြီးလိုက်ရင်ဆိုအလုတ်ကင်တွေကအဲ့ဒီဘက်တွေဖြစ်နေတယ်ဒါမှမဟုတ်ဆီယာမကညင်ညစ်ကြီးနဲ့ဆင်မပြေဘူးပေါ့နော်ဘာဖြစ်နေမှမသိဘူးဆိုတဲ့ပြဿနာတွေပေါ့အဲ့တော့သူတို့လေးတွေအတွက်ကဒီ product ကအရင်ဆင်ပြေတဲ့အထဲမှာပါတယ် anti aging ပါတယ် redness တွေကိုခြာပေးနိုင်တယ်ပြီးတော့ရေဓာတ်ကရောဖြည့်ပေးနိုင်တဲ့အထဲမှာပါတယ်ပေါ့နော်အဲ့တော့အကုန်သုံးလို့ရတယ်ဆိုပေမဲ့ best of choice ကကြတော့ဒီလိုမျိုးလူတွေအတွက်ကကြတော့အရင်ကောင်းတဲ့ product တွေတခုဖြစ်လာတယ်ဆိုတာတော့အဲ့တော့တွေးပြီးတော့လူနိုင်နဲ့တိုက်ရိုက်ပေါ့နော်တွေးမိလိုက်တဲ့အထဲမှာပ ါတယ်။ဒါဆိုရင်ဒီ peptide ကကြတော့ဘယ်သူတွေသုံးလို့ရလဲပေါ့ peptide sequence လေးကကြတော့သူကကြတော့ all skin type သုံးလို့ရတယ် sensitive skin သမားတော်သုံးလို့ရတယ် rosacea လိုမျိုးအသားရဲတက်တဲ့လူတွေလည်းသုံးလို့ရတယ်ပြီးတော့ pregnancy မသားတွေလည်းသုံးလို့ရတယ်လို့ note နေတဲ့ lactation မသားတွေပေါ့သုံးလို့ရတဲ့အထိကိုအဆင်ပြေရတဲ့အထဲမှာပါတယ်ပြီးတော့နောက်တစ်ခုကကြတော့ active ingredient တွေနဲ့တွဲသုံးလို့ရလားလူတိုင်းသိချင်ကြမှာဖြစ်နေ။ဆိုတော့ retinol နဲ့ဆိုရင်ကြာတော့တွဲသုံးလို့ရတယ်သူတို့အချင်းချင်းလည်း compatible ဖြစ်တယ်။အဲ့တော့ဒီနှစ်ခုမှာဘာအရင်သုံးရမလဲဆိုရင်တော့ဒီ EGF peptide C ကောင်ကိုအရင်သုံးပြီးမှကိုသုံးနေတဲ့ retinol ကိုသုံးတာမျိုးလုပ်လို့ရတယ်။ EGF peptide C ကောင်ကိုအရင်သုံးရမယ်။ဘာလို့လဲ EGF ကကျတော့ molecule နဲ့ပူကြည့်ရမလို့။ဆိုတော့အဲ့တော့ retinol ရဲ့ irritation ကိုလည်းသူကရောကြနေနိုင်တဲ့အထက်မှာပါတယ်။ဒါဆိုရင် AHA BHA နဲ့သွားလို့ရလားဆိုတော့ study ဒီအရာကကြတော့ဖတ်တိုက်ကလည်းဒီ pH less than 4ဖြစ်နေတဲ့ acid တွေနဲ့တွဲသုံးတဲ့ချိန်ကြာရင်လေအဲဒီ peptide ရဲ့အာနိသင်ကကျသွားတတ်တယ်လို့ပြောတယ်အဲ့တော့ဒေါက်တာအနေနဲ့ကကြတော့တွဲသုံးဖို့တော့ recommend မလုပ်ဘူးပေါ့နော်ဟိုခွဲသုံးဖို့တော့မနေ့နေ့ညကိုခွဲချလိုက်အဲ့ဆိုရင်တော့အကောင်းဆုံးဖြစ်နိုင်မယ်ပြီးတော့နောက်တစ်ခုကကြတော့ဒါဆို vitamin C နဲ့သွားမှုရလားဆိုတော့သုံးလို့ရတယ် compatible ဖြစ်ပါတယ်တကယ်လို့ကိုယ့်ရဲ့သုံးတဲ့ vitamin C က stabilize အမျိုးအစားဖြစ်ရင်ပေါ့နော်ဆိုတော့ဘယ်လိုမျိုးနေထားတဲ့ရလဲဆိုရင်တော့ကျတော့တို့ ascorbic glucoside လို့ပါလို့ဆိုရင် င် vitamin C ထဲမှာတော့ stabilize ဖြစ်တဲ့ထဲမှာပါတယ်။အဲအဲဆိုရင်နောက်တစ်ခုကကြောက် niacinamide သုံးလို့ရလားဆိုရင် niacinamide နဲ့တွဲသုံးလို့ရလားဆိုတော့ yes သုံးလို့ရပါတယ် fully compatible ဖြစ်ပါတယ်။အဲ့တော့ဒါကဒီမှာကကြောက်တော့ဒီ active ingredient ကြောင့်လေဟိုကနဲ့ဟိုကနဲ့ဒီဟာရောပါသုံးလို့ရရဲ့ဆိုတာကြောက်လေအခုမှ active ingredient ကို beginner အနေနဲ့စသုံးတဲ့လူတွေကိုရောခိုင်းတာမဟုတ်ဘူးเนาะ။တချို့ကကြောက် skin care ဒီ junky တမားလေးရဲ့ skin care ကိုအရင် crazy ဖြစ်ပြီးတော့ active ingredient တွေကို combine ပေါ့เนาะမျက်နှာမှာလုပ်ရတာအရင်ပေါ်ကြရလူတွေရှိ ှိတယ်။သူတို့လေးတွေအတွက်ကိုတရားပြောတာဖြစ်တယ်။အခုမှကိုကလည်းအစီပုလေးတစ်လုံးသားနှလုံးသားရှိတယ်။အခုမှလည်း skin care နဲ့ဆန်းသုံးမယ်ဆိုရင်တော့အာတရားပြောတဲ့ဒီဟိုဟာနဲ့ဟို active ingredient ဒီ active ingredient တွေ့သုံးတာမျိုးတော့မဆန်းဖို့တော့တရားမှားကြတယ်။အာဒီတစ်ခုဆိုရင်လည်းတစ်ခုနဲ့ပဲဒါစတာကိုကြတော့တရားပို့ပြီးတော့ recommend လုပ်တယ်ပေါ့နော်။အဲဆိုရင်ဘယ်ချိန်သုံးရမလဲဆိုတော့ randy နဲ့ကကြတော့ဒါကိုညာဘက်ကို prefer လုပ်တယ်။ ဒါပေမဲ့စင်ပြေရဆိုရင်မနဲ့ရောညရောနှစ်ကြိမ်လုံးသုံးလို့ရတဲ့ထဲမှာပါတယ် step အနည်းငယ်ကကြတော့မျက်နှာတက်တယ်ပြီးတော့ဒီ serum ကိုထည့်တယ်ပြီးရင် moisturizer ပေါ့ညတယ်ဆိုရင်မနဲ့ပိုင်းဆိုရင်တော့ moisturizer ပြီးရင် sunscreen ပါတော့ထည့်ပေါ့နော်အပြင်သွားမယ်ဆိုရင်တော့တကယ်လို့ကော toner ကတော့ option နဲ့ပါပဲ toner သုံးရတာကြိုက်တဲ့သူဆိုရင်ကြတော့အာမျက်နှာတက်တယ် toner ပြီးရင် serum serum ပြီး moisturizer အဲ့လိုမျိုးအနေနဲ့တော့ဝင်သွားမယ်ပေါ့နော်အဲ့ဆိုရင်ဘယ်လောက်အများကြီးထည့်ရမှာလဲဆိုရင်ကြတော့ 3 to 4 drops လောက်ပဲသူလက်ထဲမှာထည့်လိုက်ပြီးတော့ငါတို့ဒီလိုမျိုးလှုပ်ပြီးတော့မျက်နှာမှာလိမ့်လိုက်တယ်ဆိုရင်မျက်နှာတစ်ခုလုံးဒီ level တစ်ခုလုံးတောင်မှာတော်တော်လေးအာနိသင်ထိထိရောက်ရောက်နေကိုကိုဖြစ်ပါတယ်နည်းနည်းလေးဆိုပေမဲ့လေ serum လေးရဲ့သဘောတရား and beauty ဆိုတော့အများကြီးမလို့ရွှဲနေအောင်မလို့နည်းနည်းလေးနဲ့တောင်မှာ efficacy ကောင်းနေတဲ့အဲပါပါတယ်ဆိုတော့သူ့ရဲ့ဒီထဲမှာပါတာကကျတော့30 ml ပါတယ်30 ml ပါတယ်သူ့ကို storage လုပ်တဲ့အချိန်မှာကျတော့အဲဒီ ပုံမှန် room temperature ထဲမှာရှိတယ်အရင်မပူဘူးဆိုရင်အဆင်ပြေတယ်ရေခဲတစ်တားတွေဘာကြီးဒီတော့ပပိန်ကြီးပို့တော့မလို့ပေါ့နော် sunlight တွေထဲမှာတော့အမထည့်ပို့တော့တတာတော့မှားခြင်းနေပေါ့နော်ဆိုတော့ဒီ video လေးကိုကြည့်ပြီးတဲ့အချိန်မှာအပြင်မှာအနေများတယ်ညနာရဲတယ် inflammation ဖြစ်တယ် anti aging product ကိုလည်းအလိုချင်တယ်ရောင်ဝယ်နာကိုလည်း short ချခြင်းနေဆိုတဲ့လူတွေပေါ့နော်ခုနကတည်းကပုံမှန်လည်းပြောသွားတယ်လို့မျိုးပဲဒီအဒီ specifically ဒီ carrier တွေကိုလုပ်နေရတဲ့လူတစုအတွက်ဆိုရင်တော့ဒီ product အရန်ကိုအဆင်ပြေတယ်ဆိုကျန်တဲ့လူတွေရောသုံးလို့ရလားဆိုတော့ရပါတယ်အကောင်းတဲ့ထဲမှာပါတယ်ပေါ့နော်ဒါသုံးလိုက်လို့တော့အကျိုးရောသွားတဲ့ထဲမှာတော့မရှိဘူးကဲခုလောက်ဆိုရင်တော့ cost ဒီဘဟာနေပြီးတော့ထုတ်ထားတဲ့ EGF fabric ကစီမံအကြောင်းလေးကိုလုံးဝအတွင်းကြကြဘယ်သူတွေသုံးရမလဲဘယ်လိုသုံးရမလဲပြီးတော့ peptide တွေဒီ sci ဘယ်လိုလုပ်လို့လဲဆိုတာကိုတေချာသိသွားပြီလို့ထင်ပါတယ်အများကြီးကြိုးရှိမယ်လို့လည်းမျှော်လင့်ပါတယ်